တခါတုန်းကမွေတကောင်ကထက်မြက်လာတဲ့လွှတ်ဘော်ကိုဖြတ်သွားမိရင်လည်းသူ့ရဲ့ခန္ဓာကိုယ်ဘော်ကိုဖြတ်ချမိသွားပါတယ်။ဒါနဲ့ပဲမွေကအရန်ကိုဒေါသထွက်သွားပြီးတော့သူ့ရဲ့ထူထဲလာတဲ့ခန္ဓာကိုယ်နဲ့ရှစ်ပတ်ပြီးအဲ့ဒီလွှတ်ရဲ့အတက်ကိုနှုတ်ယူလိုက်ဖို့ကြိုးစားတယ်။သူ့ရဲ့ဒေါသနဲ့ပြုမှုတဲ့လုပ်ရက်ကြောင့်လွှတ်ရဲ့ထက်မြက်လာတဲ့အသွားတွေကမွေရဲ့ခန္ဓာကိုယ်ကိုပို့ပြီးတော့နာကျင်စေခဲ့ပါတယ်။ဒါပေမဲ့လည်းမွေကသူ့ကိုနာကျင်အောင်လုပ်နေတဲ့လွှတ်ကိုလွယ်လွယ်နဲ့လှုပ်မပေးဘဲနဲ့ ထပ်ပြီးတော့ရစ်ပတ်ထားဖို့အတွက်ဆုတ်ပြတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့မွေက လွှားရဲ့ထက်မြက်လာတဲ့အသွားတွေကြောင့်သူ့ရဲ့အသက်ကိုဆုံးရှုံးသွားရှာပါတယ်။တကယ်လို့မွေက သူ့ကိုနာကျင်စေတဲ့အရာကိုသိရှိပြီးတော့သူ့ရဲ့အနာဂတ်အတွက်ပဲအာရုံစိုက်မယ်ဆိုရင်သူ့ရဲ့အဖို့တန်လာတဲ့အသက်ကိုဆုံးရှုံးရမှာမဟုတ်ပါဘူး။ဒါကြောင့်မိမိတော်တော်ကိုအတက်နိုင်ဆုံးထိနိုင်အောင်ကြိုးစားပါ။ကိုကိုနာကျင်စေတဲ့အရာတွေကိုခွင့်လွှတ်ပေးလိုက်ပါ။ မိမိရဲ့ဒေါသကြောင့်တခြားသူတွေကိုပို့ပြီးတော့ခွန်အားကြီးစေအောင်မလုပ်ပါနဲ့နောက်တစ်ချိန်ကိုမတိလိုက်တဲ့အချိန်လေးမှာပဲဆုံရှုံမှုတွေများစွာကြုံတွေ့နိုင်ပါတယ်ဟုတ်ကဲ့ပါရှင်မွေရဲသားသူကိုလေးစားစွာနဲ့ခရက်ဒစ်ပေးပါတယ်နောက်ဆက်အပိမှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်